အလံကိုတခေရှိနာမ၌ရန်နာရှာပွဲပါအစီအစဉ်ကနေကြိုဆိုပါရယ်။ဓမ္မကျမ်းစာတွေကဖိုးတန်တဲ့အရာများကိုတူတူကရှာပွဲခြင်းအစီအစဉ်ဖြစ်ပါရယ်။ပါဝင်နိုင်လို့အထူးပဲကြိုဆိုပါရယ်။ဆိုဒီတလအလုံးထဲမှာတော့ဓမ္မကျမ်းစာတွေက profit ပြုခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုတူတူကရှာပွဲဖွင့်ရင်တည်းဖိတ်ခေါ်ချင်ပါရယ်။ဓမ္မကျမ်းစာအုပ်က profit ပြုခြင်းများနဲ့ပြည့်ဝတဲ့ကျမ်းစာအုပ်ဖြစ်ပါရယ်။ ပရိုဖက်ပြချက်များပြည်စုံပြီးသားကြမ်းချက်မြောက်များစွာရှိသလိုပဲအနာဂတ်မှာပြည်စုံအောင်မဲ့ကြမ်းချက်မြောက်များစွာလည်းရေးသားထားတဲ့တမန်ကျမ်းစာဖြစ်ပါတယ်။တခင်ရှုခတ်တော်ဒီလောကမှာတက်ရှင်တော်ကလည်းတပည့်တော်များကိုနောက်ဆုံးသောကာလမှာဘလို့တက်ရှင်မလဲဘာဖြစ်မလဲဆိုတဲ့အကြောင်းအရာများကိုလည်းတခင်ရှုခတ်တော်ကိုရင်ကပြောပြခဲ့တာဖြစ်တယ်။ဒါကြောင့်မလို့ဒီ prophecy update တွေကအင်မတန်မှအရေးကြီးတာဖြစ်ပါတယ်။ prophecy quiz တွေကိုဒီတကွာရှာဖွေဖွင့်တဲ့ဖိတ်ခေါ်ခြင်းနဲ့အားလုံးအဆင်သင့်ဖြစ်ပြီဆိုတော့ရန်နာကိုဒီတကွာရှာဖွေကြရအောင်။ ဒီတပတ်သွဲမေးခြင်းနဲ့မေးခွန်းကတော့တခင်ယေရှုကနောက်ဆုံးသောကာလမှာလူအများကိုလှည့်ဖြားမဲ့သူပေါ်လာမယ်လို့ပြောခဲ့တဲ့အရာကဘသူကိုရည်ရွယ်ပြီးတော့မှပြောခဲ့တာလေ။ဒါကကျမရဲ့မေးခွန်းဖြစ်တယ်။နောက်ဆုံးသောကာလမှာလူတွေကို လက်ဖြာမဲ့သူပေါ်လာမယ်လို့သခင်ရှုခရတော်ကပြောခဲ့တဲ့သူကဘသူတွေဖြစ်မလဲဆိုတော့ဒီနေ့ဒီမေခွန်းကိုဖြေနိုင်ဖို့ရန်အတွက်တဲလွန်စာလေးတွေပေးချင်ပါတယ်တဲလွန်စာနံပါတ်၁ကတော့ဒီအကြောင်းအရာကိုသခင်ရှုခရတော်ကပြောခဲ့တဲ့သူကြောင့်မလို့ဓမ္မသစ်ကျမ်းထဲမှာတွေ့ရမှာဖြစ်ပါတယ်တဲလွန်စာနံပါတ်၂ကတော့ ရှင်မတဲခရင်ကျန်အခန်းကြီး24အပိုင်ငယ်71ကိုဖတ်ဆင်ခြင်းပါတယ်အဲ့ဒီမှာအပြည့်တိုက်ရိုက်ပါပါတယ်ဆိုတော့အားလုံးတွေအချိန်ပေးခြင်းပါတယ်ဒီကျမ်းစာကိုဖတ်ပြီးတဲ့အခါမှာအပြည့်ကို comment ထဲမှာရေးဆွဲခြင်းတယ်အားလုံးကိုအချိန်ပေးပါတယ် ဟုတ်ပြီအားလုံးရဲ့အချိန်ဆက်သွားပါပြီဆိုတော့သခင်ယေရှုခရစ်တော်ကနောက်ဆုံးသောကာလမှာလူတွေကိုလှည့်ဖျားမဲ့သူပေါ်လာမယ်။အဲ့လူတွေကဘယ်သူတွေဖြစ်မလဲဆိုရဲကကျမရဲ့မိခွန်းဖြစ်ပါတယ်။အားလုံးပဲဖြစ်နိုင်မယ်လို့ယုံကြည်တယ်။ဒီတစ်ပတ်မှာတော့ဒီမိခွန်းရဲ့အဖြစ်ကိုမပေးသေးဘူး။နောက်တစ်ပတ်မှာပေးပါမယ်ဆိုတော့အားလုံးပဲကြိုးစားပြီးမှဖြေပေးပါ။အရောက်တန်းကိုဖျားရှိကောင်းရင်ပေးပါစေ။ဒီအရာများကိုတင်နားလဲခြင်းအားဖြင့်တင်းတဲ့တာထဲမှာဖျားရခင်တဲ့သူရှောက်လန်းခြင်းမှာမြောက်များစွာတိဆောက်ခြင်းဖြစ်စေမယ်လို့သူပဲယုံကြည်ပါတယ်။နောက်တစ်ပတ်မှာအဖြစ်ကိုဆော မြတ်ဖွင့်တို့ဖိတ်ခေါ်ချင်ပါတယ်ဗျာရှင်ကောင်းကြီးပေးပါစေ